ာပေါ့မွေးကလေးကမွေးနမယ်ပေါ့အဲမပုတ်နေနမယ်ကဟုတ်ပါတယ်ဝီတောင်းပါဟုတ်အမကျတော့နှစ်ဝီဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲမွေးတဲ့အချိန်ကအဲအဲအဲဝီတောင်းတော့နှစ်ဝီတောင်းတော့အရန်နမယ်ကြီးနေတဲ့အချိန်အဲ့လို speech ရှည်နေလေအဲ့လို MTV တွေရိုက်ပြီးတော့အရန်လှတဲ့အချိန်ဆိုတော့အမေကအဲ့ဒါလဲသူကလဲအဲ့တော့မင်းသမီး you ဆိုအမေကဆိုအဲ့လိုမျိုးပေးလိုက်တာအာပြီးတော့နင်းနန်ကြီးရလဲကြိုက်နေရဆိုတော့အမေကအဲ့အေးဝီတောင်းနှစ်ဝီတောင်းဆိုပြီးပေးလိုက်တာ ုံးတကောင်းဆုံးဘူးအခုကြောင်ညာကြည့်ရတော့ပဲညကြည့်ရတော့ပဲအားပေးလာအားပေးရပါမိတာပေါ့သမီးနမအိမ်ဝီတောင်းပါလို့ပြောချင်ပါတယ်အဟုတ်ကဲ့အာဒီဟာဒါအရန်စိတ်ဝင်စားဖို့ကောင်းလို့ပေါ့နော်ကိုထက်ကြီးကလည်းဖိတ်ထားတာဆိုတော့အဲကဲလို့လည်းတေချာလာကြည့်ကြည့်ရပေါ့နော်ဘလို့လေးလဲဆိုတော့ကြည့်ပြီးမှပဲပြစ်သက်တွေကိုအဲ review လေးပြန်ပြောပြမယ်ပေါ့နော်အရန်တော့စိတ်ဝင်စားဖို့ကောင်းတဲ့ဟာလေးကိုလှုပ်ထားလေးတွေ့ရတယ်ပေါ့နော်ဟုတ် တော်ညာပုံလေးရဆာနော်ဟုတ်တယ်ဝိုင်းလေးမှာမသိဟိုကိုကြီးကလည်းဟုတ်တယ်ဟုတ်တယ်အရန်အကြောင်းမို့လို့လေပိုစတာနဲ့တော်စိတ်ဝင်စားဖို့ကောင်းနေပြီးတော့ဒိုက်တာကြီးကလည်းကိုယ့်ရဲ့လူရင်းဖြစ်နေတဲ့ခါကျတော့အကြောင်းမို့လာပြီး support ပေးဖြစ်တာပါဟုတ်အာညမတော့ true true တော့တိထားတော့မရှိဒါပေမဲ့ဒီဟာကညမတငယ်ချင်းတယောက်နဲ့အမျိုးတော်တယ်ဆိုတော့အဲ့အဲ့ဒါလေးတော့တိထားပါပေါ့ဟုတ် တော့သူတို့ကစတောက်ကကတ်ပေါ့။အဟုတ်ကဲ့ဒီထက်ပို့ပြီးတော့အာအောင်မြင်ပါစေကြီးပွားပါစေတိုးပွားပါစေလို့ကဲရဆုတောင်းပေးပါရရှင်ဟုတ်။ဖေးချိုးတော့မရှိပါဘူးကဲအာ တယောက်တည်းအေးအေးချမ်းချမ်းနေနေပါတယ်နောက်ပြီးတော့တချင်းလေးတွေလှုပ်ဖို့ကဲစူးစမ်းနေပေါ့လေဟုတ်အဲ့ဒါပါပဲရှင့်လာနေနေတယ်ပေါ့လာဝေးချရတယ်အဲကျမ you site တယ်နောက်ပြီးတော့အစတောက်စင်းနေတယ်ပေါ့အဲ့ဒါလေးပါပဲရှင့်ဟုတ်ကျမ်းကြတော့ကြောင်းပါလားအာကြောင်းမယ်ကြောင်းမယ်ဒါပေမဲ့ twin ထားပြီးသားသချင်းတွေတော့ရှိရဲကဲတို့ဒီ MDB လေးနဲ့အတူတူထုတ်ချင်တာမို့လို့ပေါ့နော်အဲ့ဒါလည်းကြောင်းမို့အချိန်ဆောင်နေရပါရှင့်ဟုတ်ဆိုတော့ဘယ်လိုမျိုးလဲအေးအေးလေးပဲလား check in အဲ့ဒါတော့ထွက်မှာပဲ ထိကြပါ။သိရအောင်ဆုံးမယ်လား။အဲအဲ့ဒါလည်းထွက်မှာပဲသိရမှာပေါ့။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါကကဲလို့တီးရပေါ့။မွေးကလေးကမွေးနမယ်ပေါ့။အဲမပုတ်နေနမယ်ကဟုတ်ပါလေဝီတောင်းပါ။ဟုတ်အမကကျတော့နင်းဝီ။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အာမမကဘာစကူးလေးပြေးတာ။ကဲလို့ပေါ်တဲ့အချိန်မှာဟုတ်တယ်ဟုတ်တယ်။ကဲလို့မွေးတဲ့အချိန်ကအဲအဲ့ဒီဟာအင်ဝီတောင်းတော့နင်းဝီတောင်းတော့အရင်နမယ်ကြီးနေတဲ့အချိန်အဲ့လို speech ရှိနေလေအဲ့လို MTV တွေရိုက်ပြီးတော့အရင်လှတဲ့အချိန်ဆိုတော့အမေကအဲ့ဒါလဲသူကလဲအဲ့တော့မင်းသမီး use အမေကဆိုတော့ အလိုမျိုးပေးလိုက်တာ အဲပြီးတော့နင့်နိုင်ကြီးရလဲကြိုက်နေရဆိုတော့အမေကလည်းအေးဝီတောင်နင့်ဝီတောင်ဆိုပြီးပေးလိုက်တာသူ crazy ဖြစ်ခဲ့တာလဲသူကအဲ့အရင်ကြိုက်ခဲ့လို့ထင်ပါတယ်အမေတို့ကြတော့လေဟိုသူတို့အရင်လဲလှခဲ့လေတပုတ်တော့ကြီးခဲ့ပြီးတော့အဲ့လိုဆိုပြီးရှင်းနဲ့အဲ့လိုလှပြီးနှခမ်းနီအနီနဲ့ဆိုအဲ့လိုမျိုးဆိုအမေကသူလဲအရင်ကြိုက်ခဲ့တယ်ထင်ပါတယ်အဲ့ကြောင့်အဲ့လိုပေးလိုက်တာအဲ့တော့အငယ်တော့အဲ့လိုတငယ်ချင်းတွေအဲ့လိုအဲ့ဒီပုံမှာစကြသေးလားအဲ့လိုစတယ်စတယ်စအဲ့လိုကျောင်းမှာဆိုလို့ရှိရင်အေးတောင်းလို့ခေါ်ရခဲ့ရောအဲ့လိုဟုတ်ဆိုစအေးဟုတ်တယ်ငါအေးဝီတောင်းမဖြစ်လဲဆိုအဲ့ခုကြတော့လေဝင်းဝင်းရည်ဒီဆိုပြီးတော့ပဲဟုတ် တည်ကြတာပေါ့လေဟုတ်အနုပညာနာမည်ကတော့ကဲရိုးပါကဲရိုးအစီအမီရလို့လည်းမသေးလဲတဲရှင်မွေရတရားတွတ်သူနာမည်ယူလိုက်တယ်ကဲလဲမွေမွေရဒီကော့ကိုယူလိုက်တဲ့သဘောပါပဲဟုတ်ပရမေးတောင်းနေတယ်ဟာဒီကြောင့်အဲမပြောပြဘူးမေးတောင်းလည်းကောင်းဆုံးဘူးပရတုကြောင့်လည်းကြည့်ရတော့ပဲကြည့်ရတော့ပဲအားပေးလားအားပေးရပါမေးတောင်းဟုတ်ဒါလေးကိုအမားတို့မိမတွေကြည့်နေမှာဆိုဘာလို့ပြပြချင်လဲ။နာမည်လေးရလဲ။သမီးနာမည်အေဝီတောင်ပါလို့ပြောချင်ပါလေ။အခုတော့ကဲအေဝီတောင်ပါလို့အေးတောင်နဲ့အမျိုးတော့မတော်ပါဘူးဒါပေမဲ့နာမည်ချင်းတို့တူပါလေ။